နည်းနည်းနောက်ဆုံးပေးတော့ကဲကျွန်တော်တကယ်တော့ခုံလေးနဲ့တကြနာနာလေးနဲ့ပြည်သာရောက်နေတာအကျူးနဲ့တုံးလေးနဲ့တော့မတော်ဒီလိုကြီးအားမေးတာတကယ်လို့တကယ်လို့ဖြစ်မှာလို့ကျေးဇူးနေနဲ့နောက်ဆုံးပေးပါအောင်အားလုံးပဲမင်္ဂလာပါဗျာ။ Quizor Channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီအပိုင်း reaction video လေးတွေကိုမလုတ်ဖြစ်တာနဲ့နဲ့ကြာသွားတယ်။ဒီနေ့မှာတော့ Fatima ရဲ့တံမြာတိတုတ် အရန်ကိုနာမည်ကြီးပြီးတော့ကြက်ကြိတ်တိုးဝယ်ယူအားပေးကြတဲ့ကျွန်တော်တို့ဥပိန်တရားကဖတီးမရဲ့တံမြာတီးတုပ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးတစ်ခုတက်လာပါတယ်ဒီဗီဒီယိုဖိုင်လေးထဲမှာဖတီးမကသူရောင်းနေရင်းနဲ့လူတွေကြက်ကြိတ်တိုးလာလို့လူတွေနောက်ဆုတ်ပေးဖို့ပြောတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဖတီးမကရောင်းကောင်းလာတယ်နာမည်ကြီးလာတယ် ဒီနောက်ပိုင်းမှာစကားပြောတွေကြမ်းတမ်းလာတယ်။ဝယ်သူတွေကို မလေးမစားဆက်ဆံလာတယ်ဆိုပြီးတော့ဝေဖန်တဲ့အတန်လေးတွေကြားလာရပါတယ်နော်။တချို့ကလည်းဖတီးမားကနာမည်ကြီးသွားလို့လေတန်တွေပြောင်းသွားတယ်နော်။လေတန်တွေမာလာတယ်။ပတ်စံပေးဝယ်စားတာတောင်မှပဲပြောတာဆိုတာကယဉ်သီးလာတယ်လို့ဝေဖန်မှုတွေမြင့်တက်လာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အရင်ကြည့်ကြရအောင်

တော့အမားတို့ဒီတော်ကြီးအားပေးတာတကယ်လို့စက်စက်လေးကိုတွေ့မှာလို့ကျေးဇူးတင်နေနောက်ဆုံးပေးပါအောင်ရောင်းကြည့်လို့ခရရထားလိုက်ချက်ချပါပြန်နော်တော့ပြန်တောင်းမနာနော်နော်တော့ပြန်ပါဦးလာအများကြီးမရှိဘူးချွေးတွေပါပြီးကြတာတို့ရောင်းလာချင်းမသူကတော့ဒီတော့ပလက်လမ်းမှာဆောင်းနေတယ်ဘူးဘူးပဲ တရားပေါ်မှာပေးပါအောင်ပေးပါအောင်ဆိုပြီးတော့တော့ငါ့ကိုမဟုတ်တောင်းစားတာတောင်းစားအခုကျတော့သူတို့အမားလည်းမတော်နိုင်တော့မမိုးတောင်းပေးမယ်ကလေးတောင်းကလေးပြန်လည်းတောင်းစီတာမတော်တဲ့ညီနေကူတဲ့လည်းတောင်းစီတာသူတို့ညီမတွေဘယ်တော့မှကြော်မပေးဘူးမှာအဲ့ဒါကိုပြန်တော့စိတ်ချကြော်မပေးဘူးမှာနောက်ဆုံးညီတို့လည်းတန်းညီတို့နောက်ရောက်နောက်တန်းပေးမှာဗီဒီယိုဖိုင်လေးကတော့ဒါလေးပဲဗျဒီဗီဒီယိုဖိုင်လေးတွေကဖတ်တီးမပြောတာဆိုတာကိုတချို့ကမကြိုက်ကြဘူး ဝေဖန်မှုတွေရှိနေတယ်ပေါ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးဗျကျွန်တော်မေးချင်တာတခုကအဲ့လိုဝယ်စားတဲ့လူတွေတံမြာတီးတုတ်ကိုမစားဘူးလားကျွန်တော်ပြောတာဟမ်အဲ့လောက်တောင်မှခင်ဗျားတို့ဘာဖြစ်နေတာလဲအချင်းကြိုက်တဲ့သူတွေလားတံမြာတီးတုတ်ဆိုတာဗျာဖတီးမမမဟုတ်ဘူးတံမြာတီးတုတ်တွေအများကြီးရှိတယ်ဒါပေမဲ့ဖတီးမရဲ့တံမြာတီးတုတ်ကိုမှကြိတ်ကြိတ်တိုးဝယ်စားနေတဲ့သူတွေအများကြီးပဲ အဲ့တော့ဖတ်ဒီမာရဲ့တံမြာသီးတုတ်ကိုဘာဖြစ်လို့ဝယ်စားခြင်းနေကြတာတော့အဲ့တော့အချင်းကြိုက်လို့လားသို့မဟုတ် ပေါ်ပင်ကြိုက်လို့လားပြောချင်တာအဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေကပေါ်ပင်မှာအရန်ပျော်ရွှင်တာဗျာသိလားပေါ်ပင်အရန်ကြိုက်တယ်တစ်ခုခုကိုအများကလှုပ်ပြီဆိုရင်တန်ရောင်လိုက်ပြီးတော့နောက်ကလှုပ်ချင်တာအဲ့တော့တံမြာသီးတုတ်ကို စားခြင်းနေဆိုတာတက်ဖတ်ဒီမာဖြစ်နေလို့ကို စားခြင်းလား ဖတီမာဖြစ်နေတယ်ဖတီမာရောင်းနေတယ်တံမြာတီးတုပ်ဖြစ်နေလို့ကိုစားကြင်တာအဲ့တော့ तू ကဒီဗီဒီယိုဖိုင်ထဲမှာ तू ပြောတာရှင်းရှင်းနေ तू ရောင်းကျင်တယ်နော်ချွေးတွေတန်နေတံမြာတီးတုပ်ဘန်းတွေကိုကြသွားရင်စီပိုးတွေဘီပိုးတွေအများကြီးကူးနိုင်တယ်ယောဂတွေအများကြီးရနိုင်တယ်ချွေးတွေတန်နေနဲ့နောက်ဆုတ်ပေးပါ तू တောင်းတော့မှန်မှန်နဲ့ပြောတာအမှန်တကယ်ဆိုလို့ရှိရင်ခင်ဗျားတို့တေချာစနစ်တကျလေးတန်းစီပြီးတော့ဝယ်မယ်နော်အရင်တော့အဲ့လိုစနစ်တကျလေးတန်းစီကြတာနော် အခုကမြန်မာလူမျိုးတွေကခင်ဗျားတို့စင်ပေါ်တင်ပေးတာလဲခင်ဗျားတို့ပဲသိလားစင်ပေါ်ရောက်သွားပြီနော်တယောက်ယောက်ကအောင်မြင်သွားပြီအဲ့လို့ဆိုရင်ခင်ဗျားတို့အမှားဆောင်ပြီအမှားဆောင်ပြီခင်ဗျားတို့ရိုက်ချမှာခင်ဗျားတို့အကျင့်อ่ะအဲ့လိုခင်ဗျားတို့ပဲစင်ပေါ်တင်ပေးတယ်စင်ပေါ် ရောက်လို့အမှားလေးတစ်ခုစကားလေးတစ်ခုမှားသွားပြီဆိုတာနဲ့ခင်ဗျားတို့ကရိုက်ချပြီဝိုင်းချုံမှာတော့လည်းအဲ့လိုပဲဝိုင်းချုံမှာအကျော်ဆုံးအရန်ကိုနာမည်ကြီးတဲ့ကြိတ်ကြိတ်တို့အားပေးကြတယ် အင်တာဗျူးတစ်ခုမှာသူစကားတစ်ခုလေးမှားသွားတာကိုကြည့်ပြီးတော့ခင်ဗျားတို့ဝိုင်းပြီးတော့ဝေဖန်နဲ့တိုက်ခိုက်တယ်နော်ဘဝပြက်တဲ့အထိကိုလှုပ်ပစ်ချင်တဲ့လူတွေအများကြီးဖြစ်သွားတယ်အခုလည်းဒီလိုပဲခင်ဗျားတို့ကပေါ်ပင်နောက်ကိုဆွတ်လိုက်နေတာသိလားတမန်တီးတုတ်ကိုခင်ဗျားတို့စားကျင်လို့မှမဟုတ်ပဲဗျာတမန်တီးတုတ်အိမ်မှာလည်းတုတ်စားလို့ရတယ်ဖတီးမရောင်းတဲ့တမန်တီးတုတ်ဖြစ်နေလို့ခင်ဗျားတို့စားကျင်တာအဲ့လိုမျိုးစားကျင်တဲ့အတွက်ကိုမှကြက်ကြိတ်တိုးဖြစ်နေကြတာတကယ်ဆိုရင် ကျွန်တော်ပြောတာအစားတောက်တစ်ခုကိုကျွန်တော်တို့ကပတ်စံပေးပြီးတော့ဝယ်စားတယ်ဆိုတာကဒီအစားတောက်ရဲ့အရသာတစ်ခုတည်းကိုပဲကျွန်တော်တို့ကပတ်စံပေးပြီးဝယ်စားတာမဟုတ်ဘူးဗျဒီအစားတောက်ရဲ့တရှင်းလက်ဆက်မှုဒီအစားတောက်ရဲ့ကျမ်းမာရေးနဲ့ညီညွတ်မှုဒီအစားတောက်ဘက်ကပြန်ပေးတဲ့ဝန်ဆောင်မှုအစင်တန်းရှိရှိတက်တောင်းတက်တာနဲ့ဝယ်ယူရရှိမှုဆိုတဲ့ဝန်ဆောင်မှုတွေကိုပါကျွန်တော်တို့ကပတ်စံပေးဝယ်ကြတာဗျပတ်စံပေးဝယ်ရတာအဲ့ဒါကိုကျွန်တော်တို့မြန်မာတွေနားလည်ဖို့လိုတယ်ဗျသိလား ဒီလိုမျိုးအလူပေးသလိုမျိုးလူရက်ပြီးတော့ဝိုင်းဝန်းတိုးကျိတ်ပြီးတော့အစားအသောက်တစ်ခုကိုပတ်စံပေးဝယ်ရတယ်ဆိုတဲ့ခက်ကအများကြီးကြံခဲ့ပြီခမည်းတော်တံမြာသီးတုံမှမဟုတ်ဘာပဲဖြစ်ဖြစ်အခုကခမည်းတော်ကပတ်စံပေးဝယ်ရတဲ့ဟာတစ်ခုတည်းတင်မဟုတ်တော့ဘူးနောက်ဆုံးလှူရင်တောင်မှပဲစနစ်တကျတန်းစီပြီးတော့လက်ထဲကိုရော့စေတနာတရာတရားလေးနဲ့ပေးလှူတဲ့ဟာမျိုးတော့မဟုတ်တော့ဘူးပတ်စံတွေကိုနော်လူတွေစုမယ်ကျဲမယ်လူမယ်ရက်မယ်ဝိုင်းမယ်ဒီလိုမျိုးအကျင့်နေ စောက်ကျင့်နေစောက်တလွဲတွေခင်ဗျားတို့ကတဖြည်းဖြည်းနဲ့လှုပ်လာကြဒါတွေကပြုတ်လုတဲ့သူရောပြုတ်လုချင်တဲ့သူရောနှူးနှစ်ဖက်ပါဝင်ပတ်သက်ပြီးတော့မှဒီအဖြစ်ပြက်တွေကဇက်တိုက်ကျွန်တော်တို့နိုင်ငံမှာဖြစ်နေအလူတဲ့ပုံကိုနဲ့အလူခံတဲ့ပုံကိုအလူခံတဲ့လူကလည်းတတောင်တတာအဆင်ပြေချောချောမွေ့မွေ့လေးနဲ့ကျွန်တော်တို့เนาะစီတန်းလိုပဲဖြစ်ဖြစ်လူလို့ရရဲသားနဲ့မဟုတ်ဘူးပတ်စံဆိုလဲကျဲချလူကြရကြဒံရတွေရကြထိခိုက်ထိခိုက်နာကျင်မှုတွေဖြစ်ကြ အခုဒီမှာပတိမတံမြာတိတုတ်လေအဲ့လိုပဲကျွန်တော်ပြောတာဘာဖြစ်လို့အလူရဲ့ဝိုင်းတိုးပြီးဝင်နေကြတာတော့ကျွန်တော်ပြောတာစနေကြတန်းစီမယ်နော်ရောင်းတဲ့သူကလည်းစနေကြလေးရောင်းမယ်ဒီလိုမျိုးဖြစ်ကြမှာအဲ့လိုမျိုးရောင်းကျင်လို့ဖတိမကပြောတယ်အဲ့ဒါကိုခမားတို့ကလိုင်းပေါ်မှာဖတိမကရင်းရင်တီးတီးတွေပြောလာပြီးနာမည်ကြီးလာတော့စကားတွေက ကြမ်းလာပြီးကိုပစံနဲ့ကိုဝယ်လဲစားသေးတယ်ပြောလဲခံရသေးတယ်ဆိုတဲ့ပုံမျိုးခမားတို့ကပုံဖော်ပြီးတော့ဝေဖန်မှုတွေလှုပ်လာတယ် င်မတန်ကြောက်ဖို့ကောင်းတယ်မြန်မာပြည်မှာစင်မော်တင်ပြီးတော့လဲခင်ဗျားတို့ပဲရိုက်ချတော့လဲခင်ဗျားတို့ပဲအခုလဲဖတ်တီးမော်ခင်ဗျားတို့လှုပ်တော့မယ်အဲ့တော့ဝိုင်းချုံမအကျော်တော့လဲအဲ့လိုပဲနော်အကောလုံးကဝိုင်းပြီးစင်မော်တင်ပြီးလိုက်တယ်ကြိတ်ကြိတ်တို့အားပေးကြတယ်စကားမှားသွားတော့အကောလုံးဝိုင်းဆဲကြတယ်အခုလဲဖတ်တီးမတံမြာတိတော့အကောလုံးဝိုင်းပြီးတော့ကြိတ်ကြိတ်တို့အားပေးကြတယ်နော်အခုလိုမျိုးနည်းနည်းလေးပြောလာတော့ခင်ဗျားတို့ဝိုင်းပြီးတော့ရိုက်ချတော့မယ် ယ်ဒီလိုမျိုးအကျင့်တွေကိုကျွန်တော်တို့ပြင်ဖို့လိုပြီလို့ထင်ပါတယ်ကိုပစံနဲ့ကိုအစင်တန်းရှိရှိလေးဝယ်စားကြပါတမယာတိတုတ်ကိုကြိုက်တဲ့သူတွေလည်းအချင်းကြိုက်တာလားပေါ်ပင်ကြိုက်တာလားကိုပကိုတိပါနော်အချင်းကြိုက်ရင်တမယာတိတုတ်ဖက်တီမမမဟုတ်ပါဘူးကြိုက်တဲ့နေရာမှာဝယ်စားလို့ရတယ်ကိုပကိုလည်းအိမ်မှာတုတ်စားလို့ရပါတယ်နော်အရသာကဒါပါပဲဒါပါပဲဘာမှထူးခြားသွားတဲ့အဟာမရှိပါဘူး အချင်းဦးຫນွယ်ဂျူຫມုတ်တွေဘာတွေနဲ့ချူအောင်လုံးလိုက်တော့လဲချူတာပေါ့ဗျာမချင်ဘူးပေါ့ဗျာဒါဒါကဒါကအရန်ကြီးထူးထူးဆန်းဆန်းကိစ္စမဟုတ်ပါဘူးเนาะခင်ဗျားတို့အဓိကအဓိကပေါ်ပင်ပါเนาะကျွန်တော်တို့လူမျိုးတွေကပေါ်ပင်အရန်ကြိုက်တယ်เนาะအချင်းစားကျင်တာထက်ပေါ်ပင်များကျင်တာအချင်းကြိုက်တာထက်ပေါ်ပင်ကြိုက်တာပါအဲတော့ပေါ်ပင်မှာပျော်ရွှင်တာတွေလည်းနည်းနည်းလျှော့ကြပါဦးเนาะကိုယ်နိုင်ငံရဲ့အချင်းတွေကိုလည်းနည်းနည်းပါးပါးလေး ဒီဇောင်းလေးလှည့်ကြည့်ကြပါဦးလို့နော်တံမြာတီးတုတ်ထဲမှာပဲခေါင်းနှစ်မနေပါနဲ့အုံးများဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ